ခရဲ့ကိုတကယ်ကိုထာဝရတည်မဲတဲ့ညီသက်ချင်းဆိုတော့ဘယ်လိုမျိုးဖြစ်နိုင်မလဲခနာဒါလေးတော့မဟုတ်ဘူးနော်ထာဝရအတွက်ကိုပြောတာဒီနေ့မှာတော့အဲ့ဒီမေခွန်းရဲ့နောက်ွယ်ကနည်းနည်းတဲ့အဖြစ်တစ်ခုကိုအတူတလိလှချကြအောင်စုံလင်းနဲ့လွတ်လပ်မှုနဲ့ထာဝရညီသက်ချင်းအဲ့ဒီတစ်ခုကဖန်ဆင်းခြင်းရဲ့ကြီးကျယ်တဲ့အစီအစဉ်ကြီးထဲမှာဘယ်လိုများဆက်ဆက်နေတယ်လဲဆိုတာကိုပေါ့အဲ့ဒီတော့စစ်မှန်ပြီးထာဝရတည်မြဲတဲ့လွတ်လပ်မှုကိုဘယ်လိုရနိုင်မလဲအဖြေကစိတ်ဝင်စားစရာကောင်းတဲ့အယူအဆအခုမှရှိနေပါတယ်အဲ့ဒါကတော့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုစုံလင်းအောင်လွတ်ချင်ပါပဲဟုတ်ပြီ။ အဲ့ဒါကရွေးချယ်ခွင့်ကိုလုံးဝဆုံးရှုံးသွားတာကိုပြောတာမဟုတ်ဘူးနော်အဲ့ဒီစားကောင်းတဲ့အရာကိုရွေးချယ်မှုကတိတ်ကိုရှင်းလင်းပြတ်သားပြီးတေချာသွားတော့ညီသက်ချင်းကပဲတခုတည်းသောဖြစ်နိုင်တဲ့ရလက်ဖြစ်လာပဲအခြေအနေမျိုးကိုရောက်သွားတာပါကဲအဲ့ဒီအခြေအနေကိုဘယ်လိုများရောက်သွားနိုင်မလဲဒီအကြောင်းအရာကိုနားလည်ဖို့အတွက်အဓိကအဆင့်လေးဆင့်ကိုဖြစ်သန်းဝေါ်ကြပါမယ်ပထမဆုံးကတော့တရားမျှတမှုကဘာကြောင့်အရေးကြီးတယ်လဲဆိုတဲ့အချက်ပါပြီးရင်ဖျားတခင်ရဲ့စာရိတ္တအူဘယ်လိုထင်ရှားပြခဲ့တယ်လဲကြည့်မယ်ပြီးတော့လေ အဖြစ်ကိုသူ့ရဲ့အရင်မျက်စိကိုပြန်ပိုးတယ်ဆိုတဲ့အကြောင်းအရာနောက်ဆုံးမှာတော့အလုံးပြီးဆုံးသွားခဲ့အခါရောက်ရှိလာမယ့်စုံလင်တဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အကြောင်းပြောကြမှာပါကဲပထမဆုံးအချက်ကိုဆက်လိုက်ကြအောင်တရားမျှတမှုရဲ့လူအချက်ပါဖြောင်းမတက်တရားစီရင်ခြင်းမရှိပဲငင်သက်ချင်းဆိုတာဘာလို့မချင်းနိုင်တာလဲဒီလိုလေးစဉ်းစားကြည့်အောင်မကောင်းမှုလုပ်တဲ့သူကိုဘယ်တော့မှအရေးမယူတဲ့လောကကြီးတစ်ခုမှာတကယ်ငင်သက်ချင်းဆိုတာရှိနိုင်မလား ဘယ်တော့မှမချိနိုင်ဘူးလေဟုတ်တယ်မလားမတရားမှုတွေရှိနေတဲ့ရောဖန်ဆင်းခန်းလောကတစ်ခုလုံးကမငြိမ်မသက်ဖြစ်နေအောင်ပါပဲအဲ့ဒါကအခြေခံအမှန်တရားတစ်ခုပါပဲဒီမှာဆိုရင်အဲ့ဒီကွာခြားချက်ကိုရှင်းရှင်းလင်းလင်းတွေ့ရပါပြီတစ်ဖက်မှာကတော့မငြိမ်မသက်ဖြစ်နေတဲ့လောကအဖြစ်သားတွေကတခြားသူတွေကိုနင်းချနေတယ်တရားမျှတမှုအတွက်အလုံးကတောင့်တနေကြရတယ်ဒါကဒုက္ခတွေနဲ့ပြည့်နေတဲ့အခြေအနေပေါ့ဒါပေမဲ့နောက်တစ်ဖက်ကိုကြည့်လိုက်အဲ့ဒီမှာတော့ငြိမ်သက်ခြင်းကိုတွေ့ရတယ် ။ဘာလို့လဲဆိုတော့မကောင်းမှုတွေကတရားမျှတတဲ့စီရင်ခြင်းကိုခံလိုက်ရလို့ပဲ။ဒါကလက်စားရှိတာကိုပြောနေတာမဟုတ်ဘူးနော်။ဒါကဟန်ချက်ညီမှုကိုပြန်လဲ disorder ပါ။တရားမျှတမှုတကယ်ဖြစ်လာတာကိုမြင်တွေ့ရမှာပဲ။ဖန်ဆင်းခံလောကကတကယ်အနာယူခြင်းကိုရနိုင်မှာပါ။တရားမျှတမှုအတဒီလိုတောင်းတတာကစာထဲမှာပဲရှိတဲ့အယူအဆတစ်ခုမဟုတ်ပါဘူး။ပြရိကျန်တဲ့ကဒီအော်ဟက်တန်ကိုနားထောင်ကြည့်ပါ။ဒါကဖြောင်းမတ်သူရဲ့နှလုံးသားတဲ့ကနနရှိုင်ရှိုင်နာခြင်းမှုကိုဖော်ပြနေတာပါ။ သူတို့ကအကျွန်တို့တီးအတဘယ်တော့ဘတရားစီရင်မှာလဲလို့မေးနေကြတာဒါကလက်စားချေချင်းလို့ဩယနေတာချက်ဖယောသခင်ရဲ့မန်ကန်တဲ့စနစ်တကျပြမှုကိုပြန်လဲတိဆောက်ပြီးသူတို့ရဲ့စင်ရဒုက္ခတွေအဆုံးတက်ဖို့တောင်းဆိုနေကြတာပါသူတို့ရဲ့ငြိမ်သက်ခြင်းကတရားမျှတမှုနဲ့တိုက်ရိုက်ချိဆက်နေတယ်ဆိုတာအရန်ကိုရှင်းလင်းပါတယ်ဟုတ်ပြီငြိမ်သက်ဖို့တရားမျှတမှုလို့လည်းဆိုတာတော့ကျွန်တော်တို့သိပြီဒါဆိုအဲ့ဒီတရားမျှတမှုကတော့ဘာကိုအခြေခံထားတာလဲဒါကဖယောသခင်ရဲ့စာရီတတော်အပေါ်မှာအခြေခံထားတာပါ ဒါပေမဲ့အဲ့ဒီစာရိတ္တတော်ကိုယ်တိုင်ကိုမေးခွန်းထုတ်ခံရရင်ဘယ်လိုလုပ်မလဲအဲ့ဒါကပဲပြည်ထနာရဲ့အရင်အမြတ်ပဲအခုလာမယ့်အပိုင်းမှာတော့ဖျားသခင်ရဲ့တဘာဝကိုဖန်ဆင်းခံအားလုံးစီဘယ်လိုမျိုးအခိုင်အမာတည်ပြခဲ့တယ်လဲဆိုတာကိုလေ့လာကြည့်ကြပါမယ်အဖြစ်ရဲ့အစကိုပြန်ကြည့်လိုက်ရင်လေဒါအလုပ်ရဲ့တစ်ခုကနေစားလာမော်ကိုအတွေ့တစ်ခုကနေစားခဲလာ စာတင်စိုက်ဖြိုးလိုက်တဲ့တန်တရားဆိုတဲ့မျိုးစေ့လေးတစ်ခုပေါ့အဲ့ဒီတန်တရားကဖန်ဆင်းရှင်နဲ့ဖန်ဆင်းခန်းကြားကဆက်ဆံရေးကိုအစိတ်ခတ်လိုက်တယ်လို့ပါပဲစဉ်းစားကြည့်လေတယောက်ယောက်ရဲ့ကောင်းမြတ်မှုကိုတန်တရားဝင်နေပြီဆိုရင်သူ့ကိုတကယ်ချစ်ဖို့ယုံကြည်ဖို့ဖြစ်နိုင်ပါ့မလားဖြစ်မနိုင်တော့ဘူးလေအဲ့ဒီတန်တရားကပဲအဖြစ်စီကိုသွားလေတကားကိုဖွင့်ပေးလိုက်တာပါအဲ့ဒီလူနေရအနံပြက်နေတဲ့တန်တရားကိုဖြည့်ရှင်းဖို့အတွက်အဓိကကြတဲ့အဖြစ်ပြက်ကြီးနှစ်ခုပေါ်ပေါက်လာခဲ့တယ်အဲ့ဒီအဖြစ်ပြက်တွေကဖျားသခင်ရဲ့တကယ်တဘာဝကိုဘယ်သူမှငြင်းလို့မရအောင်တည်တည်ပြတဲ့ပါတယ် ဒါတွေကတမိုင်းနဲ့ကဖြစ်ဖြစ်ဒီလောက်ပဲမဟုတ်ပါဘူးဒါတွေကစစ်ကြဝလာတစ်ခုလုံးရဲ့ယုံကြည်မှုကို ပြန်တိဆောက်ပေးမဲ့တသက်အထောက်ထားမန်တိုင်ကြီးနှစ်ခုလိုပါပဲမိခွားလုံးကိုထာဝရဖြည့်ရှင်ပေးမဲ့အရာတွေပေါ့ပထမဆုံးမန်တိုင်ကတော့လဝါကတိုင်းပါပဲအဖြစ်ဖြစ်တစ်ခုတည်းကစုံလင်နဲ့မေတ္တာနဲ့စုံလင်တဲ့တရားမျှတမှုနှစ်ခုလုံးကိုဘယ်လိုများတက်တည်ပြနိုင်မှာလဲဒီလိုမှာလူသားတွေရဲ့အပြည့်အတွက်အဆုံးစုံထိစွန့်လွတ်အနင်နာခံခြင်းအပြင် အတိုင်းအဆမရှိတဲ့မေတ္တာကိုပြသခဲ့တယ်။ဒါပေမဲ့တချင်နဲ့မှပဲအဖြစ်ဆိုတာပေးဆက်ရမယ့်ကြောက်မဖွယ်အဖို့အခါရှိတယ်ဆိုတာကိုပြသခြင်းအပြင်တရားမျှတမှုကိုလည်းမယိမ်မြိုင်ထင်တင်ခဲ့တယ်။ဒီတစ်ခုတည်းသောလောရဲ့ကပဲဖျားသခင်ရဲ့ဇာရိတတော်နဲ့ပတ်သက်တဲ့တန်တရားအလုံးကိုစေချောပစ်လိုက်တာပါ။ဒုတိယမန်တိုင်ကတော့ပထမရှင်ပြန်ထမြောက်ခြင်းပါ။မမိသေးလား။စာတန်ရဲ့မူလလိမ့်လေမှုကပါလေ။ဖျားသခင်ကိုနားခံရင်သိမယ်ဆိုတာပဲလေ။ ဒါပေမဲ့အာဇာနည်သူတော်စင်တွေရှင်ပြန်ထမြောက်လာတဲ့အခါမှာတော့အဲ့ဒီလိမ့်လည်မှုကြီးလုံဝတ်ဖြိုချသွားတယ်။ဘာလို့လဲဆိုတော့ဒါကဖျားသခင်ရဲ့နှုတ်ကပတ်တော်ကတည်ချင်းစီကိုမဟုတ်ပဲအသက်ချင်းချင်းစီကိုပို့ဆောင်လဲဆိုတာကိုတတ်သိပြလိုက်တာကိုဒါကဖျားသခင်ရဲ့တမန်တရားကိုအတိပြုပြီးစာတန်ရဲ့လက်ဖျားမှုကို တခါတည်းနဲ့အပီးတိုင်ဖော်ထုတ်လိုက်တဲ့နောက်ဆုံးတတ်သိပါပဲ။ကဲဖျားသခင်ရဲ့စာရိတ်တော်ကိုတော့တတ်သိပြပြီးသွားပြီ။ဒါဆိုအဖြစ်ရဲ့ပြဿနာကိုတော့ ဘလို့ဖြေရှင်းကလေးအခုလာမယ့်အယူအဆကတကယ်ကိုနက်နဲပါတဲ့ဒါကအဖြစ်ကိုအဖြစ်ပေးယုံတသက်မဟုတ်တော့ဘူးအဖြစ်လှုပ်ချင်တဲ့စိတ်စင်တာကိုယ်တိုင်ကို သူ့မလာရဲ့နေရသူ့ရဲ့အရင်အမျက်စီကိုပြန်ပို့တဲ့ဝိညာဉ်ရဲ့ရလုံငန်းစဉ်တစ်ခုအကြောင်းမှာဒီအယူအဆကအခုမှပေါ်လာတာမဟုတ်ပါဘူးရှင်းကြတဲ့အမြင့်တွေရှိပါတယ်ဝိဖြူရာကြားနဲ့ကဥပဒေတစ်ခုမှာဒီသဘောတရားကိုတွေ့နိုင်ပါတယ် တယောက်ယောက်ကဘုရားသခင်ကိုပြစ်မှားစော်ကလည်းအပြစ်တစ်ခုကျိုးလွန်တဲ့အခါအတိုင်းဝိုင်းကအဲ့ဒီလူရဲ့ခေါင်းပေါ်မှာလက်တန်းပြီးအပြစ်ကိုသူ့ရဲ့အယံအမျက်စီကိုပုံဆောင်သဘောနဲ့ပြန်ပို့ကြတယ်။ဒါဟာအပြစ်ကိုအပြစ်သားစီကိုပြန်အပ်ပြီးအတိုင်းဝိုင်းကိုတန့်စင်စေတဲ့စူပေါင်းလို့ဆောင်မှုတစ်ခုပေါ့။ဒီဝိညာဉ်ရေးရလုံငန်းစင်ကအစဉ်၃ဆင့်နဲ့သွားပါတယ်။အစဉ်၁အတိုင်းဝိုင်းကအပြစ်ကိုတွေ့တယ်အပြစ်သားကိုဖော်ထုတ်တယ်။အစဉ်၂ကြားရတဲ့သူတွေကအပြစ်သားရဲ့ခေါင်းပေါ်လက်တင်ပြီးအပြစ်ကိုသူစီကိုပြအပ်တယ်။ အဲ့ဒီလိုပဲအဆင့်၃စကြဝဠာအဆင့်မှာလည်းဒီမှုအတိုင်းပဲအဖြစ်လုတ်ချင်းတဲ့စစ်စင်တာအလုံးကိုသူ့ရဲ့အဆုံးဆုံးအရင်မြက်ဖြစ်တဲ့စာတန်စီကိုပြန်ပို့လိုက်တာပါဒီလိုနဲ့ဖန်းစင်ကလောကတစ်ခုလုံးကိုတန့်ကျင်စေတာပေါ့ဒီလုံငန်းစဉ်တစ်ခုလုံးကို အပြစ်ဖြေခြင်းလို့ခေါ်ပါတယ်ဒါကနားလေထားဖို့အရင်ရေးကြည့်တဲ့အချက်တစ်ခုနော်ဒီနေရာမှာအပြစ်ဖြေခြင်းဆိုတာအပြစ်သားတိုင်းကိုအပြစ်ပေးပြီးမှပြီးတာကိုဆိုလိုတာမဟုတ်ဘူးဖျားသခင်ရဲ့စာရိတ်တော်ထင်ရှားသွားပြီး နောက်ဆုံးတရားစီရင်ချက်အတွက်လုံးဝတေချာသွားပြီဆိုတာနဲ့ဒီလုပ်ငန်းစဉ်ကထိရောက်စွာပြည့်စုံသွားပြီလို့မှတ်ယူတယ်။ဘာလို့လဲဆိုတော့ရလက်ကတေချာနေပြီလေ။အဲ့ဒီအချိန်လေးကဆော့ပြီးဖန်ဆစ်ခန့်လောကကညင်သက်ခြင်းကိုစတင်ရှာတွေ့နိုင်ပြီ။ဟုတ်ပြီ။ဖယားသခင်ရဲ့စာရေးတာတော်လေးတက်တည်ပြပြီးပြီးအပြစ်ပြဒနာကိုလည်းဖြေရှင်းပြီးပြီ။ဒါဆိုရင်ဖြောင့်မတ်စွာကြံရစ်သူတွေအတွက်ရောနောက်ဆုံးရလက်ကဘာချိန်မလဲ။အခုကျွန်တော်တို့ရဲ့ခီးစဉ်ကအဆုံးစုံပန်းတိုင်ကိုရောက်လာပါပြီ။ အဲ့လာကတော့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရဲ့ဆုံးလင်ခြင်းပါပဲ။ဒါကဇလံတစ်ခုလုံးရဲ့အထုအထေပါပဲ။ဖျားသတိရဲ့ကောင်းမြတ်မှုနဲ့တရားမျှတမှုအပေါ်တန်တရက်ဒီအလုံးပြောက်ကွယ်သွားတဲ့အခါဖြောင့်မတ်သူတွေရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကနောက်ဆုံးမှဆုံးလင်သွားပါပြီ။အဖြစ်စီကိုဆွဲဆောင်တဲ့လှက်ဖျားမှုတွေကနေလုံးဝလွတ်မြောက်သွားပြီလေ။ဒါကသူတို့ရဲ့ရွေးချယ်ခွင့်ကိုဖယ်ရှားလိုက်တာမဟုတ်ဘူးနော်။ တို့ရဲ့ရွေးချယ်မှုကအခုဆိုရင်တမတရားနဲ့မေတ္တာတရားပေါ်မှာအပြည့်ဝအခြေခံထားတဲ့စုံလင်းတဲ့ရွေးချယ်မှုဖြစ်သွားတာပါ။ဒါဆိုဒီစုံလင်းတဲ့အခြေအနေကဘယ်လိုမျိုးလဲ။အပြည့်လုံးနိုင်ခြေဆိုတာထာဝရပြောက်ကွက်သွားပြီ။ဖျားတခင်ရဲ့မေတ္တာနဲ့တရားမြတ်တမှုအပေါ်မှာလည်းတန်ထရားတွေအားလုံးပြောက်သွားပြီ။ဖိနေတော်တွေကိုလိုက်နာတာကလည်းကြောက်လို့မဟုတ်တော့ပဲစစ်မှန်တဲ့မေတ္တာကနေလာတာ။ကောင်းကင်နမန်တွေရောဖြောင်းမတ်တူတယ်ပါဘယ်တော့မှအပြည့်ပြတ်မလုပ်တော့ဘူး။ ဒါကြောင့်ဖန်ဆင်းခံလောကကျခုလုံးဟာနောက်ဆုံးမှာတော့အမြဲတမ်းတည်တမဲ့ငြိမ်သက်ခြင်းကိုရရှိသွားတာပေါ့ပြီးတော့ဒီငြိမ်သက်ခြင်းကအမခံချက်အပြစ်ရှိတာပါလို့လဲဆိုတော့တရားမျှတမှုတဲ့စံနှုန်းကိုရှင်းရှင်းလင်းလင်းတက်တည်ပြပြီးတော့ပြီလေဒါကြောင့်ပလင်ဖြူတော်မှာဖြစ်မဲ့နောက်ဆုံးတရားစီရင်ခြင်းကလုံးဝကိုတေချနေပြီအပြစ်သားရဲ့တရလွမြောက်နိုင်ခြင်းလုံးဝမရှိတော့ဘူးရလက်နဲ့ပတ်သက်ပြီးမိငုံထုတ်စရာလည်းမရှိတော့ဘူးအဲ့လိုအပြစ်သက်တေချမှုကပဲဆက်ကြဝလာရဲ့ငြိမ်သက်ခြင်းကိုထောက်ဝရခိုင်မြဲစေတာပါ ဒီတော့အဆုံးမှာတော့စစ်မှန်တဲ့လွတ်လပ်မှုဆိုတာအကန့်အသတ်မရှိရွေးချယ်ခွင့်ရှိတာကိုပြောတာမဟုတ်ပဲတမန်တရားနဲ့ကောင်းမြတ်မှုနဲ့တသားတည်းကြခဲ့စိတ်ဆန္ဒတစ်ခုရှိခြင်းအပြင်ရရှိတာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ကိုနောက်ဆုံးစဉ်းစားစရာမင်းဟုတစ်ခုစီကိုပို့ဆောင်ပေးလိုက်ပါတယ်။အဖြစ်လုံနိုင်ကြီးကိုလုံးဝဖယ်ရှားလိုက်တဲ့အခါမှာအမှန်တကယ်လွတ်လပ်တယ်ဆိုတာပါကူဆိုလိုတာလေ။